မင်္ဂလာပါရှင်။မိုးလေဝသနဲ့ဆလာဗီရာညွှန်ကြားမှုအစီအထာနာကနေဧပြီလ12ရက်ဒီကနေ့နဲ့9နာရီချင်းထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။ကပလီပင်လယ်ပြင်ပင်ကလာပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့အရှေ့လေပိုင်းတို့တွင်တိမ်အထင်တင်မတင်ထူထပ်နေပြီးကြံမင်္ဂလာပင်လယ်အော်ရင်တိမ်နေငယ်ဖြစ်ထိုးနေပါရယ်။ မနက်ဖြန်မိုတဲချိန်အထိခမှန်ချက်အရာရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့တွင်အနေအားအနှံ့အပြားနေပြည်တော်နဲ့ကယားပြည်နယ်တို့တွင်အနေအားဆိတ်ဆိတ်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကချင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်အနေအားကျကျနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်အနေအားကွက်ကြောင်မှုထိစုံရပြီးရန်ကုန်တိုင်းဒေသကြီးတွင်ဒေသအလိုက်နဲ့ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသ သားကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင် နေရာကွက်ပြီးဝေကျင်နိုင်ပါတယ်။ရွာရံတော့80ဖြစ်ပါတယ်။ မိုးတိမ်တာဖြစ်ပေါ်မှုအခြေအနေအရာအနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်မိုးတိမ်တာများဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တာများရရှာရနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထေချုံခြင်းမိုးကြိုးပြခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်မယ့်အကြံပြုအပ်ပါတယ်။ မြန်မာပင်လယ်ပြင်တွင်လှိုင်းသင်ရင်တင်ရှိပါမယ်။လှိုင်းမြန်မာမြန်မာကန်ရံတရှောင်းနယ်ကမ်းလိုပင်လယ်ပြင်တို့တွင်ငါးပေမှရှိပေခန့်ရှိနိုင်ပါသည်။နောက်နှစ်အတွက်ခမန်းချက်ကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာစစ်စစ်မှနေရာအနှံ့အပြားမှုတွေဆုံရပါမယ်။ နေပြည်တော်နဲ့မန္တလေးမြို့အနီးတစ်ဝိုက်အတွက်မနက်ဖြန်မိုးတဲချိန်အထိခမှန်းချက်ကတော့တိမ်အထင်တင်ဖြစ်ထုံးပြီးမိုးထေချုံပြီးနေရာကွက်ကြမှုရပါမယ်။ရွာရံတော်80ဖြစ်ပါတယ်။ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်အတွက်မနက်ဖြန်မိုးတဲချိန်အထိခမှန်းချက်ကတော့မိုးအထင်တင်ထေချုံရပါမယ်။ရွာရံတော်ပြည့်ဖြစ်ပါတယ်ရှင်။